မြန်မာပြည်သက်များအားလုံးပဲမင်္ဂလာပါအောက်တိုဘာလ23ရက်နေ့ည9:00နာရီတမင်းစီမာ bright time မြန်မာသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခမ်းပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်အုပ်စုရဲ့ NCA 10နှစ်ပြည့်ပွဲမတက်ဖို့နိုင်ငံတကာကိုတော်လိုင်းအဖွဲ့လေးတိုက်တွန်းတဲ့သတင်းနိုင်ရီကန်စခန်းကို AA ကအပြည့်ဝနှီးပါပိတ်ဆို့ထိန်းချုပ်လိုက်တဲ့သတင်းမိထီလာမှာကင်းလှည့်နေတဲ့စစ်ကားဘုံပြက်တိုက်ခိုက်ခံရတဲ့သတင်း စစ်ရှောင်းကလေးတွေတက်ရောက်နေတဲ့ရခိုင်ကအခမဲ့စာတင်ကြောင်းတချို့ဆက်လက်ရည်တည်ဖို့ခက်ခဲနေတဲ့အကြောင်းနဲ့တရုတ်ကိုကူညီခြင်းသာသာဖြစ်ပြီးထိခိုက်အောင်လုပ်တာမဟုတ်ဘူးလို့ထရန့်ပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစေးနှုံနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဆေးအစုရဲ့ NCA ဆယ်နှစ်ပြည့်ပွဲကိုမတက်ဖို့နိုင်ငံတကာကိုတော်လိုင်းအဖွဲ့တွေတိုက်တွန်းတဲ့တဲ့တင်နဲ့ဆက်လက်ရအောင်ပါ အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေအနေနဲ့စစ်ကော်မရှင်ရဲ့ NCA ၁၂ပြည့်အခမ်းအနားကိုတက်ရောက်ခြင်းမပြုဖို့တန်ယန်သားလက်နက်ကင်နဲ့တော်လိုင်းတပ်ဖွဲ့6ခုကတိုက်တွန်းလိုက်ပါတယ်။ KNU, CNF, ABSDF, PLLO, NNSP, AD နဲ့ LDU တို့ကအောက်တိုဘာလ23ရက်နေ့မနက်ပိုင်းမှာပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းထားတာနဲ့စစ်အုပ်စုကပြည်သူလူထုကိုတပ်ဖြတ်နေတဲ့အတွက်တိုင်းနိုင်ငံလုံးအပြစ်အခက်ရက်စဲရေး NCA စာချုပ်ဟာရက်ဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်တယ်လို့ဆိုထားပါတယ်။စကားမှာအပါဝင် NCA မှာပါတဲ့လူတွေအားလုံးကကိုကိုကိုလိန်ညာနေကြတာပါ။ဘာမှအရာရောက်မှလည်းမဟုတ်ဘူးဆိုတာသူတို့အကုန်လုံးသိပါတယ်။ ဒါပေမဲ့သူတို့ကမထူးတဲ့စက်တခုကိုဆက်ပြီးခင်းနေကြတာပါပဲလို့ KNU ပြောရေးဆိုခွင့်ရှိသူဘရိုစောတော်နီကမျက်စိမှောက်ပြောပါတယ်။ NCA စာချုပ်ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာ KNU, CNF, ABSDF, PLL တို့ကတခြားအတိုင်းအတာလက်နက်ကိုင်အဖွဲ့အစည်း၄ဘွဲ့နဲ့အတူချုပ်ဆိုခဲ့တာဖြစ်ပြီး2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာလည်း NNSP နဲ့ LDU တို့ကထပ်မံလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဆေးအုပ်စုဟာ NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်ဆောင်ရွက်တဲ့ကာလအတွင်းလုပ်ငန်းစဉ်တွေကို လွှမ်းမိုးထိန်းချုပ်တာစစ်တပ်ကြီးစိုးရေးမူဝါဒနဲ့ NCA သဘောတူညီချက်တွေကိုအကောင့်ထဲမပေါ်နိုင်ဖို့တားဆီးတာတွေနဲ့စာချုပ်ပါသဘောတူညီချက်တွေကိုအချိန်ချင်းချိုးဖောက်ခဲ့တယ်လို့ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်ငင်းကြဲရေရှည်တည်တံ့ခိုင်မြဲဖြစ်ပေါ်စေရဲ့လမ်းစာဖြစ်တဲ့စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေဖို့ ပြည်ပခအတွင်းမတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအစ်စ်ရေးဆွဲနိုင်ဖို့အတွက်တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လိုင်းအဖွဲ့အစည်းတွေနဲ့အတူဆရာနာရှင်စနစ်ခြုံငိမ့်ပြီး Federal Democracy ပြည်ထောင်စုတက်ထူထောင်နိုင်တဲ့အထိတန်တိတ်ထန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့6ခုကကြေညာထားပါရခင်ဗျာ။ နိုင်ရီကန်စခန်းကိုအေအေကအပြည့်ဝနေပါပိတ်ဆို့ထိန်းချုပ်လိုက်တဲ့တဲ့တင်နဲ့ဆက်ချင်ပါတယ်။မကွေတိုင်းငဖဲမြို့နယ်အမရန်လမ်းမှာရှိတဲ့နိုင်ရီကန်တောင်ကဘာလုံးပြူဟာကုန်းစခန်းကိုအရခတတ်တော်အေအေနဲ့မဟာမိတ်တပ်တွေကအပြည့်ဝနေပါဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီးစစ်အုပ်စုအနေနဲ့ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီလို့စစ်ရေးတရင်မြစ်တွေစီကတီးရပါတယ်။ ဖိုက်တာဂုံးနဲ့ဂုံးကြီးစက်ခန်းကိုအောက်တိုဘာလဆန်းပိုင်းမှာ AA ကတင်ပိုက်ပြီးတဲ့နောက်ဗရန်စစ်မျက်နှာကိုရခိုင်ရိုးမဘက်ကနေဝင်လာမဲ့တိုက်စစ်အတွက် အချက်ချာနေမည်ဖြစ်တဲ့နေရီကန်ကဘာလုံးစက်ခန်းမှာဆက်သွယ်ရေးလမ်းကြောင်းပိတ်ဆို့မှုခံလိုက်ရပြီလို့စီလီယံဘူကြီးစင်ယောကမျိုးစီမာကိုပြောပါရတယ်။ လက်ရှိမှာနိုင်ငံပြူဟာစခန်းတစ်ခုလုံးကိုတင်ပိုက်ရရှိထားကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့အာရခတပ်တော် AA ဘက်ကရလူနီးပါးဖြစ်နေပြီးအောက်တိုဘာလ12ရက်နေ့မနက်ပိုင်းအထိစစ်ကော်မရှင်တပ်ဖက်ကနေအင်အားဖြည့်တင်းတာနဲ့လက်လွတ်လိုက်ရတဲ့ကာကင်းစခန်းတွေပြန်လည်ရရှိဖို့လေကြောင်းပစ်ကူတွေနဲ့ပြစ်ခတ်နေစေလို့ဒေသတွင်းစစ်ရေးသတင်းမြစ်ကပြောပါရယ်ကာကွယ်ပစ္စည်းလက်နက်ထုတ်လုပ်ရေးစက်ယုံ ကပ္ပဆ14အတွက်အရေးပါတဲ့ ခိုင်ရိုးမဘော်ကအကြီးဆုံးခန်းစစ်စခန်းဖြစ်တဲ့နယ်ရီကန်ကဘာလုံးစခန်းတစ်ခုလုံးဟာအရခတတ်တော် AA လက်ထဲကိုမကြမီကြရောက်သွားနိုင်တယ်လို့သူကဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဗျူဟာကုန်းရဲ့အဓိကကာကင်းစခန်းဖြစ်တဲ့ Fighter ကုန်းကစစ်ကော်မရှင်တပ်သားတွေအစုလိုက်အပြုံလိုက်ဆုံခွာထွက်ပြေးခဲ့တယ်လို့တရင်မြစ်ကဆက်ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖက်ကလည်းအမ်ဘရန်လမ်းမိုက်မှာအင်အားတွေစက်တိုက်ဖြည့်တင်းနေပြီးငဖဲမြို့နယ်ပြင်းဝလမ်းစုံကိုစစ်ရင်နဲ့စစ်တစည်းနဲ့အော်တိုဘားလ12ရက်နေ့မနက်ပိုင်းမှာအင်အားလာရောက်ဖြည့်တင်းခဲ့တယ်လို့ဗိုလ်ကြီးစင်ရော်ကပြောပါရယ်။ဒါပေမဲ့အဲ့ဒီစစ်ကူတွေကိုပို့ဖို့လမ်းကြောင်းပိတ်ဆို့ထားတဲ့အတွက်နိုင်ရီကန်ကိုကားလမ်းကနေတွားဖို့ခက်ခဲသွားတာကြောင့်ရိတ်ခါတွေကိုလေကြောင်းကနေချပေးရမယ့်အနေအထားဖြစ်နေတယ်လို့စစ်ရေးသတင်းမြစ်တွေကကောက်ချက်ချပါရယ်။ နေကန်စခန်းတစ်ခုလုံးသာရလိုက်ပြီးဆိုရင်စေုပ်စုအနေနဲ့ဗရန်ကနေအမ်းမျိုးဘက်ကိုတိုက်စစ်ဟာပြက်ပြဲသွားရုံမကကပါစ၁၄ရွေရဲ့ထုတ်လုပ်မှုလုပ်ငန်းဟာရန်နုံးပြည်ရဆိုင်သွားမှာဖြစ်ပြီးအမှတ်905အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခါနဲ့ကြံအမြောက်တပ်နှစ်တပ်ဟာလည်းအထည်နာသွားနိုင်တယ်လို့စီရီယံဘူကြီးစင်ရောကတုံ့တက်ထားပါတယ်။ နိုင်ရကန်စစ်ရေးအခြေအနေနဲ့ပတ်သက်လို့မြစည်းမကအရခတတော် AA ရဲ့ပြောရေးဆိုခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်မေးမြန်းထားပေမဲ့လည်းပြန်လည်ဖြေကြားတာတော့မရှိသေးပါဘူးခင်ဗျာအခုဆက်ပြီးတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့မိထီလာမှာကင်းလှည့်နေတဲ့စစ်ကောင်စီကဘုံပြက်တိုက်ခိုက်ခံရတဲ့အကြောင်းပါမန္တလေးတိုင်းမိထီလာမြို့ပေါ်မှာကင်းလှည့်နေတဲ့ကားပေါ်ဘုံပြက်တိုက်ခိုက်ခံရပြီးရဲတချို့ထိခိုက်မှုရှိခဲ့တယ်လို့တဲ့င်းရရှိပါတယ် အော်တိုဘားလ12ရက်နေ့မနက်7:00နာရီခန့်ကမိထီလာမြို့ပေါ်မှာကင်းပတ်ပြီးပြန်လာတဲ့ရဲကားပေါ်ကိုပညာရေးတပ်ကတော်အနီးမှာလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ခဲ့တာကြောင့်ရဲနှုတ်သေးဆုံးပြီးရဲတချို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ Stand UG အဖွဲ့ကထုတ်ပြန်ပါတယ်။ထိခိုက်သူတွေကိုမိထီလာဆေးရုံမှာဆေးကုသပေးနေတယ်လို့ Stand UG အဖွဲ့ကဆိုပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းနိုင်ဖို့တိုက်ခိုက်မှုလုံဆောင်ခဲ့တဲ့အဖွဲ့ကိုဆက်သွယ်ပေးမယ်ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။ အဲ့ဒီတိုက်ခိုက်မှုမှာကားပေါ်ပါရဲတပ်သား၃ဦးနဲ့ဝန်ထမ်း၂ဦးတန်ရာရခဲ့တယ်လို့စစ်ကောင်စီရဲ့မီဒီယာတချို့ကလည်းဖော်ပြထားကြပါတယ်။မိထီလာမျိုးဟာစစ်ကော်မရှင်ရဲ့တပ်တွေအခြေစိုက်ရာမျိုးဖြစ်ပြီးစစ်ကော်မရှင်လက်အောက်ခံပြူစောတိအဖွဲ့တွေပါလုံခြုံရေးအင်အားအများအပြားရှိနေတဲ့ကြားကအခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းအနေနဲ့ကတော့စစ်ဆောင်ကလေးတွေတက်ရောက်နေတဲ့ရခိုင်ကအခမဲ့စာတင်ကြောင်းတချို့ဆက်လက်ရည်တည်ဖို့ခက်ခဲနေတဲ့အကြောင်းကိုပြောပြပေးပါမယ်။ ဆေးဘေးရှောင်ကလေးတွေတက်ရောက်နေတဲ့ရခိုင်ပြည်နယ်ကအခမဲ့စာတင်ကြောင်းတွေရန်ပုံငွေမလုံလောက်မှုနဲ့ကြုံတွေ့နေရပြီးစာတင်ကြောင်းတချို့ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေတယ်လို့တကိုးဆရာထွန်းအခလွတ်ပညာရေးစင်တာစီကတရားပါတယ်အလုံးဝဝင်ရောက်မှုမရှိတာကြောင့်အခုအတိုင်းဆက်သွားမယ်ဆိုရင် ကုန်ကြစရိတ်လျှော့ချနိုင်ဖို့အဲ့ဒီစင်တာအနေနဲ့ရခိုင်ပြည်နယ်အမ်းမြွနယ်မှာဖွင့်လှစ်ထားတဲ့စာတင်ကျောင်း၃ကျောင်းနဲ့ကြောက်တော်မြွနယ်မှာဖွင့်လှစ်ထားတဲ့စာတင်ကျောင်းတွေက၂ကျောင်းကို တလအတွင်းအပြီးပိတ်သိမ်းရနိုင်တယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကအတည်ပြုထားပါတယ်။ဒီဘက်ကနေပြီးတော့တခြားကြောင်းတွေတော့ရှိပါတယ်။သူတို့လည်းတော်တော်ခက်ခဲနေကြတယ်။ကျွန်တော်တို့နေတူပဲပညာရေးကိုအားပေးမှုနေတော့ဘလို့ပြောရမလဲ။ဖြစ်နေတော့ကျွန်တော်တို့ပညာရေးလုပ်တဲ့အဖွဲ့အစည်းအနေနဲ့ကြတော့လေပတ်ဖို့တော်တော်လေးကိုစဉ်းစားနေရတယ်လို့စင်တာပြန်ကြားရေးတာဝန်ရှိသူတူကပြောပါတယ်။ တကိုးဆရာထွန်းပညာရေးစင်တာဟာစစ်ဘေးရှောင်တဲ့နွမ်းပါတဲ့ကျောင်းသားကျောင်းသူတွေကို အခကျင်းဝေမယူဘဲပညာသင်ကြားပေးနေတဲ့ပညာရေးစင်တာတစ်ခုဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းအာရခတပ်တော် AA ထိန်းချုပ်နေမြေမှာရှိတဲ့မြို့နယ်၅မြို့နယ်မှာစာတင်ကျောင်း73ကျောင်းဖွင့်လှစ်ထားပြီး KG ကနေ Grade A အထိကျောင်းသားကျောင်းသူ2900ဝန်းကျင်ကိုပညာသင်ကြားပေးနေတယ်လို့သိရပါတယ်။ အဲ့ဒီစာတင်ကြောင်းတွေလဲပတ်နိုင်ဖို့ကုန်ကြစိတ်ဟာတစ်လကို7300ရောရှိကြောင်းအလူငွေနှဲပါတဲ့အတွက်လက်ရှိမှာအကျွေးနဲ့လဲပတ်နေရကြောင်းပိတ်သိမ်းခံရတဲ့အခြေအနေကြုံတွေ့နေရတဲ့အန်းနဲ့ကြောက်တော်ကစာတင်ကြောင်း၅ကြောင်းမှာတော့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူဥယေ1069ဦးရှိကြောင်းဆိုထားပါတယ်ဒါပေမဲ့စာတင်ကြောင်းတွေပိတ်သိမ်းခဲ့ရရင်တော့ကျောင်းသားကျောင်းသူတွေအတွက်အဖြစ်တစ်ခုစဉ်းစားရှာဖွေနေတယ်လို့တကိုးဆရာထုံးအခလို့ပညာရေးစင်တာကထုတ်ပြန်ထားပါတယ်။ ီရင်ပြပါကလူရှင်နေအနေနဲ့လဲစာတင်ကြောင်းတွေဆက်လက်လဲပတ်နိုင်ဖို့တတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပေးကြဖို့လဲမေတ္တာရက်ခံထားပါရခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်တရုတ်ကိုကူညီချင်တာသာဖြစ်ပြီးထိခိုက်အောင်လုပ်တာမဟုတ်ဘူးလို့ထရန်ကပြောလိုက်ပါတယ်သတင်းပြေဆုံးဖို့မြစည်းမဝိုင်းတော်သားမောင်ခန့်တွေကတင်ဆက်ပေးမှာပါ American ပြည်အောင်စုကတရုတ်ကိုကူညီချင်တာသာဖြစ်ပြီး ထိခိုက်အောင်လုပ်တာမဟုတ်ဘူးလို့တမန်တော်နဲ့ထရန်ကတင်းကိုနေနေကပြောလိုက်ပါတယ်။ကမ္ဘာတူရီယာအကြီးဆုံးစီးပွားရေးရှိတဲ့နိုင်ငံကြီးကို နောက်ထပ်တရားရာဂိုင်းနှုန်းအခွန်ထပ်မံစီးကျက်မယ်လို့ချိန်ချောက်ခဲ့ပြီးတော့ရဲ့အနေငယ်အကြမှာဒီလိုပြည်ယာပြည်ချောင်းလေးတန်နဲ့ပြောဆိုလိုက်တာပါ။တောက်ကြနေကထရန့်ရဲ့ကြီးညာချက်ထွက်ပေါ်ခဲ့ပြီးတော့ယခုလကုန်မှာ တွဲဆုံမဲ့ရှီနဲ့ဆွေးနွေးပွဲကိုလည်းဖြတ်သိမ်းမယ်လို့ချင်းချောက်ပြောကြားခဲ့ပြီးတဲ့နောက်ဝမ်လန်မရှိစတော့ရှယ်ယာဈေးနှုန်းတွေပြုတ်ကျသွားခဲ့ပါတယ်။ဝါရှင်တန်နဲ့ပေကျင်းအကြားကုန်သွယ်ရေးစစ်ပွဲထပ်မံဖြစ်ပွားမလားလို့အယောင်းဝယ်လုပ်သူတွေကစိုးရိမ်ပြီးတော့ဒီလိုဈေးနှုန်းတွေပြုတ်ကျသွားခဲ့တာပါ မရိကန်ပြည်အောင်စုကတရုတ်ကိုကူညီချင်ပါတယ်ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ပါဘူးလို့ထရန့်ကဆိုရှယ်မီဒီယာထရုတ်မှာတင်းကွနေနေကကြီးတာလိုက်ပါတယ်တမရရှိကိုလည်းလေးစားပါတယ်သူနိုင်ငံမှာစီးပွားပြက်ကက်စိုက်တာမဖြစ်စေချင်ပါဘူးလို့လည်းဆက်လက်ရေးသားထားပါတယ်ရေရှားတပ်ထုစက်မှုလုပ်ငန်းအပေါ်တရုတ်ကနောက်ထပ်ပို့ကုန်ကန့်သက်တာတွေပြုလုပ်လိုက်တာကို အထူးတလဲ ရက်တန့်လိုတဲ့လုံရဲလို trend ကခေါ်ဆိုလိုက်ပြီးတရုတ်အပေါ်ထတ်တိုးအခွန်တရားရာဂိုင်းလုံးထတ်မှန်ချမှတ်မှာကိုတောက်ကြနေကပြောကြားခဲ့တာပါဒီလိုတုံးပြန်တဲ့အနေနဲ့ပီကျင်းကလည်းဝါရှင်တန်ကိုမမျှမတလှုပ်ဆောင်တယ်လို့အပြန်အလှန်ဆွဆွဲလိုက်ပါတယ် ထရန့်ရဲ့အခွန်ထပ်တိုးချမှတ်မဲ့ချင်းချောက်တာဟာစံကြတဲ့စံနှမျိုးကျင့်သုံးတာဖြစ်တယ်လို့လေတရုတ်ကူတန်ရောင်းဝယ်ရေးဝန်ကြီးဌာနကတနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်ဝါရှင်တန်ဟာတရုတ်နိုင်ငံအပေါ်စက်တင်ဘာလကလေးကစတင်ပြီးတော့တဆင်ပြီးတဆင်တိုးမြင့်ဖိအားပေးနေခဲ့ရလို့လေဝန်ကြီးဌာနကဆက်လက်ပြောကြားခဲ့ပါတယ်ခင်ဗျာရုရှားကယူကရိန်းကိုဒရုန်း၃၀၀၀ကျော် ဒုံးကျည်60ကျော်လေချောင်းဖုံး1300ကျော်နဲ့တိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးမှာပါ။ယူကရိန်းပေါ်ရုရှားစစ်တပ်ကပြီးခဲ့တဲ့တစ်ပတ်အတွင်းဒရုန်း3100ကျော်ပဲ့ထိန်ဖုံး1360ကန်နဲ့ဒုံးကျည်မျိုးစုံ62စင်းပြစ်လို့တိုက်ခိုက်ခဲ့တယ်လို့တမရဗိုလိုဒီမာဇယ်လန်စကီးကအောက်တိုဘာလ12ရက်နေ့မှာပြောပါရယ်။ဆောင်မဝင်ပြီးယူကရိန်းရဲ့စွမ်းအင်ကိုရက်ကိုအနှောက်အယှက်ပေးဖို့ထပ်မံကြိုးပမ်းပြီးရုရှားကယူကရိန်းစွမ်းအင်နဲ့ ဒန်းငွေအဆောက်အုံတွေအပေါ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းဒုံးကျည်ဒရုန်းတွေနဲ့အကြီးစားတိုက်ခိုက်နေတာဖြစ်ပါတယ်။အော်တိုဘားလ10ရက်နေ့ကတိုက်ခိုက်မှုတစ်ခုမှာနေရာတော်တော်များများလျှက်စစ်မီပြတ်တောက်မှုတွေအနှံ့အပြားဖြစ်ခဲ့ပါတယ်။အရဖက်အခြေခံအဆောက်အုံတွေလည်းထိမှန်တာကြောင့် KF နဲ့ဇာပိုရီဇာစီယာမြို့တွေအပြင်အရှေ့ပိုင်းဒနီပရိုပက်ထရော့စကီရက်တွေမှာလည်းထိခိုက်တိုက်စုံမှုတွေရှိခဲ့ပါတယ်။ အမေရိကန်ပြန်ပြေတဲ့ငြိမ်းချမ်းရေးအစီအစဉ်ပထမပိုင်းကိုအစ္စရေးနဲ့ဟာမတ်စ်တို့ကသဘောတူခဲ့တဲ့အရှိအလယ်ပိုင်းအရေးပေါ်ကဘာကအာယုံစိုက်နေချိန်ရုရှားကတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဇယ်လန်စကီကဆိုပါတယ်တန်ခတ်ပိတ်ဆို့မှုတွေအခွန်အနေနဲ့စစ်ပွဲအတွက်ဗန်နာငွေရနေတဲ့ရုရှားရေနံဝယ်ယူသူတွေကိုပူပေါင်းရေးယူမှုတွေအစဉ်သဖြင့်ရှိနေရမှာဖြစ်တယ်လို့သူကဆိုပါတယ်။ ရုရှားကယူကရိန်းကိုဒုက္ခပေးလာရင်ရုရှားနိုင်ငံသားတွေကလည်းလျှက်စစ်မီပြတ်တောက်မှုကြုံလာရစေမယ်လို့ဇယ်လန်စကီကအခုသတင်းပတ်အစောပိုင်းမှာတတိပေးခဲ့ပါတယ်။ယူကရိန်းဟာပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကရုရှားဘယ်ဂိုရော့မြို့မှာရှိတဲ့စွန့်ရင်အဆောက်အုံတွေကိုဖျက်ဆီးပစ်တာကြောင့်မြို့ကန်၄တောင်ဒီပါလျှက်စစ်တာပြတ်တောက်ခဲ့ရပါတယ်။ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စီ1100ကျပ်ပြင်ပပေါင်စီ4100ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စီ1618.56ကျပ်ပြင်ပပေါင်စီ3100 68ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2433.5 တခွန်ကျားပြင်ပပေါင်စီ၄988ကျားထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64တသမ22ကျားပြင်ပပေါင်စီ126တသမ49ကျားလေရှားတဝင်းကီကိုစစ်ကောင်စီတတ်မှတ်စီ469တသမ39ကျားပြင်ပပေါင်စီ983ကျားပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ် ောက်ဆုံးရပြည်တွင်းရွှေစည်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စီ59သိန်း9000ကျပ်ပြင်ပပေါင်စီ84သိန်း2000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စီ56သိန်း15625ကျပ်ပြင်ပပေါင်စီ89သိန်း2000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစည်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစဉ်တို့ကတော့ဒီဇယ်1လီတာကို2500ကျပ်ပရီမီယံဒီဇယ်1လီတာကို3050ကျပ်အော်ဒိတ်92လီတာကို2930ကျပ်အော်ဒိတ်95လီတာကို2800ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဇင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအုံးဒီဇင်းလုံးတွေကတော့စားအုံးဒီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6585ကျပ် ပြင်ပပေါင်စည်1500ကျပ်ပေါင်စည်ရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျိုးစီမပရိုင်တိုင်းမြို့စီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ